င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ငဖဲမှလုံခြုံရေးဥပိုလ်ထွက်လာတဲ့စေအုပ်စုကိုတော်လိုင်းတက်တွေချားဖြတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စေအုပ်စု၉ရောက်တည်ဆောင်ပြီးလက်နက်ခရင်တွေတင်ဆက်ရမိတယ်လို့သိရပါတယ်မကွေးတိုင်းငဖဲမြို့နယ်မှာလုံခြုံရေးယူဖို့ထွက်လာတဲ့စေအုပ်စုဖွဲ့ကိုတော်လိုင်းတက်တွေချားဖြတ်တိုက်ခိုက်ပြီးစေအုပ်စု၉ရောက်ပွဲချင်းပြီးတည်ဆောင်ကလက်နက်ခရင်တွေတင်ဆက်ရမိရဲ့လို့ချင်းကာကွန်ရေးတပ်အစိုးရကသတင်းထုတ်ပြန်ပါတယ်ငဖဲမြို့နယ်ကစေအုပ်စုစခန်းတစ်ခုဖြစ်တဲ့နတ်ရီကန်လေးချောင်းရံကာကွန်ရေးစခန်းရဲ့ န်ပိုင်းကိုလုံခြုံရေးရယူဖို့အတွက်ဗစီကြီးရွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့ကာကွယ်ပစ္စည်းစက်ရုံကဘာဆာ73ကစေယုစုအင်အား20ခန်းကို အပြီလ30ရက်နေ့မနက်7နာရီခန့်ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်စေယုစုစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစေယုစု9ရောက်နေရမှာပဲပွဲချင်းပြီးတည်ဆုံပြီး ME အမျိုးအစားတနက်9လက်နဲ့ခရရန်တွေတင်ဆက်ရမယ်လို့ဆိုပါတယ် အဲဒီဆေးရုပ်စုစစ်ကြောင်းကငဖဲမျိုးနဲ့ပစီကြီးကျေးရွာဘုံကြီးကျမှာတမ69ကပ္ပစာ2 10 73 14စတဲ့ဆေးရုပ်စုတက်တွင်နေတူအင်အား330ခန်းနဲ့အထိုင်ချတက်ဆွဲနေတာဖြစ်ပြီးကျေးရွာနေအိမ်တွေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူကပြန်လည်ရောင်းချမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ငဖဲမျိုးနယ်တွေကနတ်ရီကန်လေချောင်းရံကာကွယ်စခန်းကာကင်းစခန်းတွေနဲ့အမ်ဘရန်လမ်းမပေါ်ကဆေးရုပ်စုကင်းစခန်းတွေကိုအရခတ်တတော်အေးနဲ့မဟာမိတ်တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။အဲဒီဆေးရုပ်စုကာကင်းစခန်းတွေနဲ့နတ်ရီကန်လေချောင်းရံကာကွယ်တပ်စခန်းက နှစ်နှစ်ခရင်တွေတင်ဆောင်ကထွက်လာတဲ့စေအုပ်စုရန်တန်းကိုဖေဖော်ဝါရီလ22ရက်ကချင်းကာကွယ်ရေးတပ်အရှိုးကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစေအုပ်စုကားတစ်စီးဖြတ်စီးပြီးစေအုပ်စု9ယောက်တိဆုံးခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့ပုံပေါ်မှာတိုက်ပွဲပြင်းထန်ပြီးစစ်တပ်ကလေယာဉ်များနဲ့မီးလောင်ပုံများချင်းချကမျိုးတစ်ခုလုံးမီးလောင်ပြကြပြီးမြကြီးနာလီဒတ်ရှော့တိုက်တုံးနဲ့အပြစ်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပုံပေါ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေယာဉ်တွေနဲ့မီးလောင်ပုံများချင်းပြီးမျိုးတစ်ခုလုံးမီးလောင်ပြကြနေကြောင်း KIA သတင်းအရင်းမြစ်နဲ့စစ်ဘေးရှောင်ပြ သူတချို့ကပြောပါတယ် 2024ခုနှစ်ဒီဇင်ဘာလမှစတင်ခဲ့တဲ့ဗမော်မျိုးသိန်းတပ်ပွဲမှာ9လနီးပါးကြာမြင့်လာချိန်မှာပုံမှုပြင်းထန်လာကြောင်းဗမော်မျိုးနေရာများစုမှလည်းမီးလောင်ပျက်စီးနေပြီးအထူးအဖြစ်စစ်တပ်ကလေယာဉ်များဒရုန်းများနဲ့မီးလောင်ပုံများကျဲချတာကြောင့်မီးလောင်ပျက်စီးမှုတွေဖြစ်ပေါ်နေရကြောင်းအေပြီလ29ရက်နေ့မှာဗမော်မျိုးတီတိယတနာစည်းကြီးမှစစ်တပ်ကလေယာဉ်နဲ့ပုံကျဲမှုတွေကြောင်းမီးလောင်ပြကျသွားကြောင်းသိရပါတယ်ဟိုဘက်ဒီဘက်ပြစ်ခတ်ရင်းနဲ့မီးလောင်ပျက်စီးရပြီလည်းရှိသလိုအထူးကတော့တပ်ကဒရုန်းတွေလေယာဉ်တွေနဲ့ပုံတွေတောက်လျှောက်ကျဲချနေတာတီတိယတနာ စေးကြီးလည်းမီးလောင်ပြကျသွားပြီးအေပိလ29ရက်နေ့ညနေ4နာရီလောက်ခရဲကလောင်တာမနေ့ကမနက်ပိုင်းထိလောင်နေနောက်မိုးနေနေရွာလို့မင်းညွန့်ကျိုးသွားပြီးမြလိုက်ပြီးလောင်နေဈေးတစ်ခုလုံးကတော့ကုန်တလောက်တော့ရှိသွားပြီလို့ပမော်မျိုးမှာစစ်ပီးဆောင်ပြည်သူတောင်ကပြောပါတယ်။ဒါအပြင်ပမော်မျိုးပေါ်ရှိရက်ကွက်များစုမှလည်းတိုက်ပွဲတွေကြောင့်နေအိမ်များထိခိုက်ပျက်စီးသွားပြီးအထူးသဖြင့်စစ်တပ်ကကကင်းစခန်းများစုခွာတိုင်းရက်ကွက်တွေကိုမိရှို့သွားကြောင်းဒေသတရင်ရင်းမြစ်တွေကဆိုပါတယ်။မင်းချောင်းကုန်းဘက်ဆိုရင်လည်းတော်တော်များများကုန်သွားပြီးကချင်စုလည်းဘာမှရစရာမရှိတော့ ပင်စင်ကုန်းအင်းတင်းဆက်တွင်လည်းကုန်ပြီးမြို့ရက်၄ပုံပုံရရင်၃ပုံလောက်ကပြည့်စည်မှုတွေနဲ့ကုန်းတက်လောက်နှီးပါပဲလို့စစ်ပီးရှောင်ပြည်သူကဆိုပါတယ်။ဗမော်မြို့မှာ KIA နဲ့ KPD ရဲ့ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့စခခ21ခါလာရ49များကိုဆက်လက်တိုက်ခတ်နေတာဖြစ်ပြီးအမှတ်9006တန်ချက်ကတိုင်ရင်တင်ကတိုင်ရင်အမြောက်366နဲ့ဗမော်နေစိတို့ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ဒါအပြင်မြကြီးနားမျိုးရှိစစ်ကောင်စီရဲ့လီဒါစခန်းကိုလည်းဒီကနေ့နေ့လယ်ပိုင်းမှာရှော့တိုက်တုံးနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။အေပိလာ30ရက်နေ့နေ့လယ်12နာရီ30အချိန်မြကြီးနားလီရင်ကွင်းကိုရှော့တိုက်တုံးနဲ့ပြစ်ကတ်ခံရပြီးလီရင်ကွင်းရဲ့အရှိတ်ကိုကြားရောက်ပောက်ကွဲခဲ့ကြောင်းလူထိခိုက်မှုနဲ့အဆောင်ထိခိုက်ပျက်စီးမှုမရှိကြောင်းစစ်ကောင်စီကဆိုပါတယ်။မြကြီးနားမပါခကလည်းလက်နက်ကြီးတွေဝိုင်းမော်ဘက်ကိုပစ်နေတာရှိရဲမြကြီးနားလီဒါဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိုက်တုံးနဲ့မကြာခဏပြစ်ကတ်တာမျိုးတော့ရှိပါတယ်။မနေ့ကပြစ်ကတ်မှုတော့ ကျွန်တော်အသေးချာမသိဘူးလို့ကြာရင်ရှီလန်းသတင်းရင်းမြစ်တွေကပြောပါရတယ်။ နောက်ထပ်တပုတ်အနေနဲ့ပြည်ပကိုတွားရောက်လုက္ကင်မှုတွေကြောင့်လူသမားရှားပါမှုဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံးကြုံမှုရှိရင်ပြည်တွင်းမှာသာအလုံးလုက္ကင်နိုင်ရေးဆောင်ရွက်မယ်လို့မင်းအောင်လှိုင်ပြောဆိုပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုတွားရောက်အလုံးလုက္ကင်နေမှုတွေကြောင့်လူသမားရှားပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ပြည်တွင်းမှာသာဘဝလုံးကြုံမှုရှိတဲ့အလုံးများလုက္ကင်နိုင်ရေးဆောင်ရွက်မှာဖြစ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကထုတ်ပြန်ပြောဆိုပါတယ်။မေလတရနေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူသမားနေအဖြစ်မင်းအောင်လှိုင်ကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာတာပါ။ပြည်ပကိုတွားရောက်လုက္ကင်မှုတွေ ကြောင့်ပြည်တွင်းမှာအလုသမားရှားပါးမှုတွေဖြစ်ပေါ်လျက်ရှိတဲ့အတွက်ဖိပောက်ကိုတွားရောက်လုံလောက်ကင်ကျင်းတဲ့ဘဝလုံးကြုံကြီးဟာပြည်တွင်းမှာလောက်ကင်နိုင်ရေတို့ကိုဆောင်ရွက်ဖို့လိုအပ်ကြောင်းဒါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာကြော်ဖဲများကျင်းပပြီး one stop service နဲ့အလုခန့်နိုင်ရေအလုရှင်များနဲ့ပူးပေါင်းဆီစဉ်ပေးခြင်းထိရောက်တဲ့အလုကင်ဆိုင်ရာဝန်ဆောင်မှုတွေပေးဖို့အတွက် labor hr management system ရေးဆွဲပြီး website လွှင့်တင်ထားကြောင်းမြန်မာနိုင်ငံကဆိုပါတယ် ဒါအပြင်ပြည်ပရောက်မြန်မာရွှေပြောင်းလူသမားတွေက၎င်းတို့ရဲ့မိသားစုထံကိုတရားဝင်လမ်းကြောင်းမှတဆင့်မိသားစုလွှဲပို့ငွေများလွှဲပို့ဖို့အတွက်ကိုလည်းဥပဒေနဲ့ညီဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ်လက်တလောစစ်ကောင်စီကပြည်ပနိုင်ငံများကိုအလုံသွားရောက်လုက္ကံမှုတွေကိုစီးစစ်တင်ကြလျက်ရှိရာအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းအမျိုးသားများအလုံးကိုပြည်ပကိုသွားရောက်အလုံလုံခွင့်ပိတ်ပင်ထားကြောင်း OWIC ပြည်ပအလုံသမားတတိကံကံများထုတ်ပြရမှာတင်းကျပ်စီးစစ်နေခြင်းပြည်ပကိုအလုံသမားများသွားရောက်အလုံလုံဖို့အလုံသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက် ရယူခွင့်ပြုမှသာသွားရောက်ခွင့်ပြုခြင်းပြည်ပနိုင်ငံများကိုသွားရောက်အလုပ်လုပ်ရမှာနိုင်ငံလိုက်တလလင်သွားရောက်အလုပ်လုပ်ခွင့်ပြုတဲ့မြန်မာအလို့သမားအရေးအတွက်ကန့်သတ်များလှုပ်ဆောင်နေရရှိကြောင်းပြည်ပလုပ်ကိုင်အေဂျင်စီတွေကဆိုကြပါတယ်စစ်ကောင်စီရဲ့ကန့်သတ်ချက်တွေကြောင့်ပြည်ပလုပ်ကိုင်အေဂျင်စီအများစုမှပြည်ပနိုင်ငံတွေကိုအလုပ်သမားစေလွှတ်ဖို့အဆင်မပြေတော့ဘဲလုပ်ငန်းများရနာထားကြောင်းပြည်ပလုပ်ကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့ကပြောဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စီးရေးအရှိန်မြင့်ဖို့ပခုတ်ကူခရိုင်တွင်ရှိလူကဲတရင်များပေါင်းစီပြီး COC တနံပြီးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စီးရေးအရှိန်မြင့်ဖို့ပခုတ်ကူခရိုင်တွင်ရှိလူကဲတရင်များပေါင်းစီပြီးအပတ်စဉ်တည်းတနံပြုလုပ်ခဲ့တယ်လို့ Aquip People Defense Board ကမေလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆိုပါတနံကို Six Sense Gallery for Aquip People Defense Board တူရင်တီအောင်ထွန်တာပခုတ်ကူနဲ့ Just Revolution Force စတဲ့အဖွဲ့၅ဖွဲ့မှာရဲဘော်၄၀တက်ရောက်ခဲ့ပါတယ်။တင်တန်းမှာစစ်ပညာတင်တန်းပြင်နိုင်ငံရေးတင်တန်းစာ COC နှစ်ရက်ပြည်သူ့စစ်မဟာဗျူဟာနဲ့စစ်ဘက်ဆိုင်ရာကောင်းဆောင်မှုစတဲ့သင်ခန်းစာတွေကိုရှက်ပေါင်း၄၅ရက်ကြာတင်တန်းပို့ချခဲ့ကြောင်းအသိပေးပါတယ်။ဒီတင်တန်းကပခုတ်ကူကြိုင်တွင်မှရှိရဲလူကဲဖွဲ့ပထမပတ်စဉ်မှာ၅ဖွဲ့ပါပါတယ်။အထူးကတော့တိုင်ရင်တင်ရင်လို့စစ်တပ်တစ်ထက်လို့ဖြစ်ဖို့ရည်ရတာပါ။ နောက်ပြီးမြို့နယ်ထဲမှာအလန်ဒီတအားကွဲပြားနေတာအဖွဲ့အစည်းတွေတအားကွဲပြားနေတာတော်လိုင်းရှင်းရောက်တင်တာမရောက်ပဲနဲ့ဒါတွေပြဿနာတွေရှုပ်ထွေးနေတာမတူရအောင်ဘေးဖယ်ပြီးတူရကိုစုအလန်တရာဘိုးတရာပြဿနာမျိုးစုံအဲ့လိုမျိုးကိုဖယ်ရှားပြီးရှေ့ကိုရောက်ဖို့အတွက်ပြန်ဖွဲ့ရဲ့ဇီးရချင်းဖြစ်ပါတယ်လို့အကွက်ပြီးပဲ defense ဝတာဝန်ရှိသူတောက်ကပြောပါတယ်ပခုတ်ကူခိုင် local တရင်ကိုဖွဲ့စည်းရချင်းကပခုတ်ကူတရင်တွင်စီရေးရှင်မြင့်တင်ဖို့နဲ့ပခုတ်ကူခိုင်တွင်ရှိကာကွယ်တပ်ဖွဲ့၅ဖွဲ့ကတစုတစီရဲ့ပေါင်းစည်းပြီးပြည်သူအားကိုးရတဲ့တရင် ဖွဲ့တစ်ခုဖြင့်ပေါင်းစည်းချီတက်နေပြီးပျောက်ကြားစစ်မှပုံမှန်စစ်ကူပြောင်းရမှာတက်ပုံစံကြဖို့လိုအပ်တဲ့အတွက်ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်ပခုတ်ကူခရိုင်တွင်မှရှိတဲ့လူကဲတက်ဖွဲ့ရင်းနဲ့အခြားသောတော်လိုင်းအင်အားများပူးပေါင်း ပေးစီလိုခြင်းနဲ့အခုချိန်မှာကွဲပြားနေဖို့မသင့်ပဲတစုတစီရင်အင်အားကောင်းတဲ့တရင်တစ်ခုဖြစ်ဖို့ပူပေါင်းပါဝင်ပေးစီလိုကြောင်းတိုက်တွန်းထားပါတယ်စစ်ကြောင်းတကြောင်းကိုတိုက်တော့မယ်ဆိုဟိုဖွဲကတက်စိန်လားဒီဖွဲကတစိန်လားနဲ့ဒီလိုမဖြစ်စေချင်တော့ဘူးတရင်တင်းရင်လိုတက်တတက်လိုဖြစ်နေမှာအရွှေတစ်ခုရောက်မယ်ဆိုတာတိုင်ရင်တိုင်ရင်နဲ့နားလေလာတယ်အဲ့တော့တပ်ပုံစံဖြစ်ဖို့လိုအပ်တယ်နောက်ပတ်စဉ်ဒီမှာလည်းပခုတ်ခုကရင်တွင်မှာရှိတဲ့အဖွဲ့ရင်းနဲ့လည်းစကားပြောထားတာရှိရဲ့နိုင်ငံရေးစင်ရေးအတူတူတိုင်ပင်ပြီးရှေ့ကိုသွားဖို့အတွက်လိုပခုတ်ခုကရင်လိုကဲတရင်တာဝန်ရှိသူကလည်းတင်နန်းဖြစ်ပေါ်လာရ ရခြင်းကိုရှင်းပြပါရစေ။လောကတရင်များပေါင်းစည်းရဲ့တနန်းစင်ပွဲကို AB လ25ရက်ကပခုတ်ကူခရိုင်စိုးမိုးနယ်မြေတနီယာမှာပြုလုပ်ခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ပခုတ်ကူခရိုင်တွင်ရှိရေစကြိုးပေါင်နယ်မြိုင်မြို့နယ်များမှာမြို့နယ် စုံတိုင်းနဲ့ရက်ကြီးရွာတွေနဲ့စင်ကြီးကိစ္စရမြားအရာဖြစ်စီနေမြေအတွင်းအဖွဲ့အစည်းချင်းချင်းတင့်မြက်ကောင်းမစွာရှီရှီဆက်ဆံနိုင်ရင်လည်းအပြန်အလှန်လိုအပ်ချက်များကူညီပံ့ပိုးနိုင်ရင်ကြိုးပမ်းမယ်လို့သက်ဆိုင်ရာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘွဲ့ပကဖရီကဣဒီလ29ရက်မှာထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။